selection scenario တွေကိုကျွန်တော်နည်းနည်းအကိစ္စနဲ့တုံးပြီးသွားကြအောင်ဆိုတော့ကျွန်တော်တို့ scenario 3ခုရှိမှ4ခုရှိမှ5ခုရှိမှအတိတ်ကတော့ဦးသိန်းစိန်လိုလူမျိုးတို့တင်လာမလားပေါ့နောက်တိုင်းသားတွေကဒုတိယသမ္မတဘယ်လိုလူမျိုးတွေဖြစ်လာမလဲနံပါတ်2ကတော့ proxy ဝေယုတ်ကြီးမရောက်လာရဲ့ proxy ဆိုရင်တော့အဲ့ဒီမှာအပြောင်းအလဲရှိလာနိုင်မလား ရှိလာနိုင်မယ်လို့ကျွန်တော်ကယူဆလို့မရပါဘူး။အော်နံပါတ်3ကိုရနံပါတ်3ကတော့အဆုံးဆုံး scenario ။ဘာလဲဆိုတော့မကြိုကြီးမင်းအောင်လိုင်ကိုရန်ရသူကိုရန်သမရယာရူရောတက်ချိုယာရူရောဆက်ယူထားမလားဆိုတဲ့ကိစ္စပေါ့။အဲ့တော့ post selection ကိုပြောကြမယ်ဆိုရင်ဆရာပြောတယ်လား။တူအပင်ညောင်းသွားမှလည်းဆိုတဲ့ကိစ္စ။အဲ့ဒါကိုလည်းအားလုံးဆွေးနွေးကြည့်။သူကတော့နိုင်ငံကြီးကလုံးဝထွက်သွားလိမ့်မယ်မဟုတ်ပါဘူး။မြန်မာနိုင်ငံမှာစစ်ဘုတ်ချုပ်တွေဟာ အမ် trip ပါဘုဒ္ဓနေဝင် ကစပြီးတော့ဒီလိုပဲနောက်ဆုံးမှာအတင်းနောက်လူတွေကပြတ်တမ်းမျိုးမျိုးပြည်ပြီးတော့နောက်ဆုံးသူတင်းချလိုက်တဲ့အခါမှာမှသူကနိုင်ငံရေးကအချိန်ကွာပြတ်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်နောက်ဘုဒ္ဓမူကြီးသန်းရွှေဆိုရင်လည်းပဲထူးနီးလောက်ပါပဲသူကတနေ့နေ့တော့သူချုပ်ကင်ထားရတာပါပဲဆိုတော့ဘုဒ္ဓမူကြီးခုမင်းအောင်နိုင်လည်းပဲကျွန်တော်ထင်တယ် သူကလည်းလုံအားကင်းကင်းရှင်းရှင်းနေလိမ့်မယ်လို့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ကအဲ့လိုမြင်ပါတယ်လုံအားကင်းကင်းရှင်းသူကအင်းလို့ဆက်လို့ကြတော့ဆိုတော့မဖြစ်ဘူးတခုဖြစ်နိုင်တာကအခုစူးလူကျင်တဲ့လူတွေကိုအတိတ်နေရာမှာထားပြီးတော့သူကဒါရကရိုအဲ့မျိုးတွေပေါ့ဗျာဥက္ကဋ္ဌရိုတခုခုမှပွဲစီတခုရဲ့ဥက္ကဋ္ဌအနေနဲ့အဲ့လိုနေပြီးတော့သူကနေလိမ့်မယ်ထင်ပါတယ်ဘေးကနေပြီးတော့လိုအပ်ရင် သိပြီးတော့ဒီသွားပြီးအခုလက်မှမလေးရှိယမလားဟိုပြသွားတဲ့တနာရှင်တွေဆိုလဲသူကဒါတင်းကျွတ်တိုင်းဟိုဟာတန်းတန်းတိုင်းသွားတော့ကတော့ရတယ်လေအများရန်သွားပြီးတော့အဲ့ကတော့ခံဖြစ်နေဆက်လက်ပြီးတော့ရုပ်ဆွာဆုံးပါလေအဲ့လိုတော့နေမယ်ထင်ပါတယ်သူစိတ်တန်းကြကိုခံတာခဲ့ပြီးတော့သိပြီးတော့ကျွန်တော်ကဒီလိုနောက်တစ်ခုကနောက်တစ်ခုမြင်တာကတော့ဟုတ်ကဲ့ပြည်တွင်းစစ်ပေါ့ လုံးဝညင်သက်သွားမလားအဲ့ဒါလည်းသိရည်ကြီးတယ်ဒါမညင်သက်ဘူးဖြစ်ဖြစ်နေရင်အကြောင်းပြနေမှာပဲတကယ်တော့တချို့ပြောကြရလေမြန်မာနိုင်ငံပြည်တွင်းစစ်သည်ဆိုရှိတာဟာစစ်တပ်ကြောင့်စစ်တပ်ကတိုင်းပြည်ငင်းညမ်းမှငါတို့စစ်တပ်နိုင်ငံရေးလုံးဝဆုတ်ခွာမယ်ဆိုပြီးတော့ပြောထားတယ်ဒီဆိုတော့မညင်ကြအောင်သူတို့ဖန်တီးပြီးတော့သူတို့ဆက်နေတယ်ဆိုပြီးတော့အဲ့ဒီ theory တခုလည်းရှိတယ်ခေါ်ဆိုဆိုတော့အဲ့ဒါလည်းပဲလုံးဝမှားတယ်ပြောဖို့ခက်တယ်ဘယ်တော့မှ မနည်းညံဘူးညံမှုရဖို့သဘောတူညီဘူးရလူနိဗ္ဗာန်မှာလည်းပဲစစ်တကားသွားတိုက်ပိုက်တယ်ဆိုတာဆိုတော့ညံရင်ဆွေးနွေးပဲလုပ်ခဲ့တော့ငါလည်းကျွန်တော်ကြားရရဒီခေတ်မျိုးဆိုတော့ဆိုတော့ကျွန်တော်ကတော့သိမထင်ဘူးညံညံဘူးအပြေဝရမယ်လို့ဟုတ်ကဲ့ညောကောင်းတာပေါ့ရသိရစီဘောသဘောတူလို့ရပါတယ်ဆိုတော့ခုနကျွန်တော်ပထမဆုံးမိခဲ့တဲ့ပြောခဲ့တဲ့ဟာထဲမှာပြောသလိုမျိုးပေါ့ကာကွယ်ရေးအမြင်တော်တော်ရှိတယ်လို့ပြောလို့ရတာပေါ့နော်ကာကွယ်ရေးအမြင်ရှိတဲ့သူတွေပေါ့ဆိုတော့ ဆိုတော့ဘာကြောင့်လဲဆိုတချို့ယာတို့ဆွန့်လွတ်ပြီးဆိုရေကလေးကသူ့တအန်ရရှိသွားပြီလေအခုဆိုကျွန်တော်တို့ရေးတဲ့တရင်နေရာဆိုရင်အဲ့ဒါဘူဂျိုကြီးကျော်စော်လင်းတို့ဘူဂျိုကြီးကိုကိုဦးတို့ဘယ်သူတွေကိုပေးမလဲဆိုတာမျိုးတွေ speculation တွေပေါ့2009မှာဖြစ်ခဲ့တဲ့ဟာမျိုး2010မှာဖြစ်ခဲ့တဲ့ဟာမျိုးပါပဲနောက်ဆုံးပေးကြတော့ဟလာဘူဂျိုမြင့်အောင်မရဘူးဘူဂျိုမြင့်အောင်လိုင်းကိုတက်ချုပ်ပေးတယ်ဆိုတဲ့ကိစ္စမျိုးတွေပေါ့ဘာကြောင့်လဲဆိုတော့ဗမာစစ်ဘုံကျုပ်တရားသူတို့ကဒီတက်ချုပ်ဆိုရယာလူရတဲ့ခါမှာ သူတို့ရဲ့အတွေးခေါ်ပုံကပြောင်းသွားတယ်အသူတို့ကသူတို့ရဲ့လမ်းစဉ်တိုင်းပြောင်းလဲလှုပ်ဆောင်ကြတာကိုကျွန်တော်တွေ့ရတဲ့ခါမှာနောက်ကျောင်းမလုံကြဘူးပေါ့နော်ပြီးခဲ့တဲ့နေရာပေးခဲ့တဲ့သူတွေကဥဥနေဝင်းဆိုလဲအကျယ်ကျုပ်ဘွားနဲ့သူနေသွားခဲ့ရတယ်ဆိုတာမျိုးတွေပေါ့အခုဆိုရင်လဲဥတန်းရှိဆိုလဲအကျယ်ကျုပ်ဒီပါလို့ပုံစံနေခဲ့ရတာဖြစ်တာပေါ့အဲ့ဒါကြောင့်လဲအခုဒီတက်ချုပ်ဖြစ်နေတဲ့အာယာယီတမရလို့ပြောနေတဲ့ကိုကိုကိုခန့်ထားတဲ့ self point ဖြစ်တဲ့ ဘုရုပ်ကြီးမေးအောင်လိုင်းကရောသူစွန့်လို့ရပါမလားဆိုကိစ္စပေါ့နော်ဟုတ်တယ်ပါနောက်တစ်ခုကအဲ့မှာသူလုံလုံရင်းနေမကဘူးရလူရန်တိုင်းတိုင်းရေးမှဒီအာနာကြံမြင့်လိုက်ရင်အာနာရှင်ဖြစ်သွားတယ်ဆိုတာလေကျွန်တော်ဘုရုပ်နေဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟို BBC တုန်းကအင်တာဗျူးရလို့တော့ဒေါက်တာကျော်သက်ကျွန်တော်သမိုင်းပညာရှင်ကြီးသမိုင်းဗမာဟာကြီးဒေါက်တာကျော်သက်ကိုကျွန်တော်အင်တာဗျူးလုပ်ခဲ့ဆရာကြီးအိုက်ဟာအမေရိကရောက်နေပြီအဲဆရာကြီးကပြောပြလို့ဆိုဘုံနေဝင်သူတို့နဲ့ရင်းနှီးရလူချင်းနဲ့သက်ရင်းနှီးရလူတွေဆိုတာဒေါက်တာကျော်သက်ကပြောတယ် ဘုဒီဘုဒ္ဓနေဝင်ကကွာပထမဆုံးတက်လာတော့ငါလာသူတိုင်းပြည်ပေါ်စေတန်နဲ့တက်လာတာကွာဆိုပြီးကြောဆက်ပြော you know that once အနာရမကြာသွားရင်အနာလက်ကင်ထားတာကြာပြီဆိုရင်အနာမူရပြီးတော့ပြစ်စည်းသွားတာပဲကွာဆိုတော့သူကိုယ်တိုင်ပြောခဲ့တာကြာတပတ်ပညာရှိကိုယ်တိုင်ပတ်ချက်ချတာဆိုတော့ဒီပုဂ္ဂိုလ်ရယ်ကလည်းပဲအခုအသူတို့လူမျိုးရင်းရောက်မထွက်တာပါလို့လည်းပြောလို့မရဘူးအနာကိုသူတို့ခုနကမမောနေကြတာအရသာတွေ့နေကြတာအဲ့ဒါကြောင့်လည်းသူတို့မစွန့်လို့ကြတာဆိုတာမှန်ပါရဲ့ဗျာအဲ့လိုဖြစ်မှထင်တယ် စစ်ကော်မရှင်ရဲ့နိုင်ငံတကာကိစ္စပေါ့နော်ဆိုတော့နိုင်ငံတကာကအခုရွေးကောက်ပွဲကိုကြည့်တဲ့အခါမှာစစ်ကော်မရှင်နိုင်မြင်းနိုင်မြင်းအနေနဲ့တွေ့တာကျွန်တော်တွေ့ရတယ်တရုတ်အိန္ဒိယရုရှားဘယ်လာရုစ်မကြာခင်မှာဘယ်လာရုစ်သမရာလည်းလာမယ်လို့ပြောပါတယ်ဆိုတော့အဲသူတို့တွေကတော့ပေါ်ပေါ်ထင်ထင်ဒီရွေးကောက်ပွဲကိုထောက်ခံတာကျွန်တော်တွေ့ရပါတယ်ရွေးကောက်ပွဲကို ကျင်းပပြီး legitimacy ရမလားဆိုတဲ့ကိစ္စလေစစ်ကောင်စီကအကြီးကျယ်တွေးနေတဲ့ကိစ္စလို့ကျွန်တော်တို့စစ်ကောင်မရှင်ကတွေးတဲ့ကိစ္စပေါ့နော်အဲ့ဒီထဲမှာမှထူခြားနေတာပါလဲဆိုတော့အာဆီယံအာဆီယံနေပြီးတော့အခုထက်ဒီသူ့ငါးနှစ်မှလူရမသွင်းငယ်ဘူးလို့ပြောလို့ရပါတယ်အခုဒီအာဆီယံရဲ့ summit တွေထိပ်သီးညီလာခံတွေမှာမဖိတ်ခဲ့ပါဘူးအာဆီယံမှာရှိတဲ့ very အရန်ကိုသေးတဲ့ political weight အာဆီယံကတကယ် lightweight ပါ heavyweight တွေမှမပါပါဘူးအဲ့ဂျားတွေကမှသူ့အခုတည်းဒီနေအောင် vacant လုပ်ထားတယ်သူ့ပေးမထိုင်ဘူးဆိုတာမျိုးအာဆီယံကပေါ့ထားထားတယ်ပေါ့နော်ဒီချိန်ထဲမှာပဲအာဆီယံကအခု election မှာ observer status observer နေနဲ့ observer နေနဲ့သွားမလားမသွားဘူးလားဆိုတဲ့ကိစ္စတွေပေါ့နော်ဆိုတော့အာဆီယံနိုင်ငံတူးချင်းစီယာဗီယက်နမ်လာအိုသိုင်းကမ္ဘောဒီးယားဆုံးဖြတ်လို့ရတယ်ကိုယ့်အလံနဲ့ကိုဒါပေမဲ့အာဆီယံ as a whole အာဆီယံတစ်ခုလုံးအနေနဲ့ကတော့ observer မတော်အောင်ဆိုတာမျိုးပြောထားတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဆိုတော့ကြာဒီကိစ္စကဘယ်လိုထင်လဲ။အာသူတို့ဘယ်လိုဆုံးဖြတ်လာမလဲတော့မပြောနိုင်ဘူးလေ။အာရှန်ကနိုင်ငံတစ်ခုချင်းနိုင်ငံတော့ကွဲလွဲနေကြတာပဲ။ခုနပြောသလိုပဲအခုမြန်မာနိုင်ငံစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံတွေရှိတယ်။အင်ဒိုနီးရှားရောမလေးရှားရောဆိုရင်ကတော့အဲ့လိုမျိုးမလိုဘူးသူတို့ကဒီမိုကရေစီတိုင်းပြည်ရဲ့မှာဒီမိုကရေစီ ရှိတဲ့နိုင်ငံတွေကတော့ဒီမိုကရေစီရေးဘက်ကိုပုံပြီးအပိတ်ကျင်တယ်ဒီမိုကရေစီမရှိတဲ့နိုင်ငံတွေကသူတို့ဘဝလူပဲဆိုပြီးသူတို့ပူပေါင်းလုပ်ကျင်တယ်ဒါသဘောမျိုးကတော့အများကြီးတွေ့ရပါတယ်အာဆီယံနိုင်ငံတွေမှာတနိုင်ငံချင်းတပ်ပြီးတော့တချို့နိုင်ငံတွေကတနိုင်ငံချင်းပြောလိုက်ရင်စိတ်တက်တက်ကြွကြွအဲ့တော့ Thai တို့ဘာလို့လဲပဲတနိုင်ငံကြီးအသိပြင်းပြင်းထန်ထန်ပြောရဲဆိုမဲ့ ASEAN as a whole ကြားတဲ့အခါကျတော့သူတို့က consensus ရမှဖြစ်မယ်ဆိုတော့ ဘုံတဘောတူညီမရနိုင်ရဘူးအဲ့ဒါကြောင့်ဆုံးဖြတ်ချက်မချနိုင်ပဲနဲ့ကိုလိုပဲပြီးသွားတဲ့ဟာလည်းအများကြီးပါပဲသူတို့စီတော့ခုကိစ္စမှာတော့မပြောတတ်ဘူးသူတို့ဘလောက်ညွညွဆုံးဖြတ်ချက်ချနိုင်ပြီလဲဆုံးဖြတ်ချက်မချထိုင်ဘူးတော့များတယ်ထင်ပါတယ်အာဆီယံရဲ့တဖွဲ့လုံးရဲ့ကိုယ်စားလာဖို့အထီကတော့ဆုံးဖြတ်ချက်ချနိုင်ဖို့သူတို့ခရင်နေမယ်ထင်ပါတယ်ဥက္ကဋ္ဌကလည်းပဲဥစ္စာအနာကြီးတယ်အခုအင်ဒိုနီးရှားပြင်ဖြစ်လာမှာလည်းမလေးရှားဆိုတော့ သူလည်းပဲဒီပုံစံအတိုင်းဒီသဘောထားအတိုင်းပဲသွားမယ်ထင်တယ်အခုကတည်းကသူရှိမှဒီဒီကောက်ပဲကိုအစိမ်းမှမပြုဖို့ပြောနေတဲ့လူတွေကများတော့တယ်ဆိုတော့ကျွန်တော်ထင်တယ်သူမဲ့ legitimacy ဆိုတာကတော့အဲ့နိုင်ငံတချို့ကတော့အစိမ်းမှပြုကြတာပေါ့လေနိုင်ငံကိုတော့အစိမ်းမှပြုတယ် နိုင်ငံနဲ့နိုင်ငံချင်းအရော state to state relations ပဲတကယ်တော့နိုင်ငံတကာမှာဒါပေမဲ့အစိုးရကိုပြောတာဒီအစိုးရကိုသာသူတို့ကတရားဝင်အစိုးရဖြစ်နေစိတ်အပြတ်မပြုဘူးမထွက်သာလို့ဆက်ဆံနေရတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့တော့ဆက်ဆံရတာပဲဆိုတော့အဓိက UN မှာကြည့်မဲ့ UN ကိုကြည့်ပြော International အဖွဲ့အစည်းအဲ့မှာစစ်ကောင်စီရဲ့တန်တမန်စစ်ကောင်စီကိုအသိမှတ်ပြုမလားသူတို့ကလက်ခံကြမလားအဲ့ဒါကိုစောင့်ကြည့်ရမှာဖြစ်တယ် ဆိုတော့အဲ့လိုလောက်ထီတော့ဖြစ်လာပါမလားကျွန်တော်ကတော့သိမထင်လောက်ဘူးစစ်ကောင်စီကလက်ခံတဲ့လူတွေကအဲ့ဒီမှာပါဝင်ဒီမဲ့လက်မခံတဲ့နိုင်ငံတွေကတော်များများရှိနေပါတယ်ဟုတ်အာဆီယံကစစ်ကောင်စီကိုတိမမပြုတ်ပဲနဲ့ထိုင်ကုန်ပေးမထိုင်မဲ့ထားပဲမဲ့ တရုတ်ကတော့ဒီရွေးကောက်ပွဲကိုနောက်ကရနေပြီးတော့အကြီးကျယ်ထောက်ခံတာကျွန်တော်တွေ့ရတယ်။ကျွန်တော်တရုတ်ဆိုတာအာဆီယံမှာ American ပြင်တကယ် ANG နိုင်ငံတခုပေါ့။သူက regional power လို့ပြောလို့ရပါတယ်။ဆိုတော့အခုအာဆီယံရဲ့တွားနေတဲ့ stance နဲ့တရုတ်တွားနေ stance ကမြန်မာအရေးမှာမတူဆိုတာကျွန်တော်တွေ့ရတယ်ပေါ့။ဒါတော့ကျွန်တော်ကထူးခြားတယ်လို့ကျွန်တော်မြင်လို့ပြောတာပေါ့။ဆိုတော့ဟိုအဲ့ဒါနဲ့အတူပေါ့နော်ဆရာဒီ ဒီအချိန်အလန်ကုန်ကန်နေပြီဆိုတော့မေးဆွေးနွေးချင်တာကျွန်တော်တို့ဒီနေ့ဆရာနဲ့ကျွန်တော်တို့ဆွေးနွေးနေတဲ့ဒီနေ့မှာပဲထိုင်းနိုင်ငံဝန်ကြီးဆရာဆက်မြန်မာပြည်နဲ့ပတ်သက်လာရင်လူစိမ်းကြောက်မဟုတ်ပါဘူးမကြသေးခင်ကနေပြည်တော်မှာလုပ်ခဲ့တဲ့ Peace Forum Peace Conference မှာလည်းတက်ပြီးစကားပြောမှုပါတယ်မြန်မာပြည်နဲ့ပတ်သက်လာရင်သူအနှစ်ပေါင်း10နှစ်15နှစ်လောက်မစိမ်းတဲ့သူတယောက်ပါသူကပြောလဲဆိုတော့တော်စင်းစစ်ကြီးကိုလှုပ်ဖို့အချိန်တန်ပြီလို့ပြောပါတယ်ပြီးတော့ရွေးကောက်ပွဲက credible ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ imperfect alignment တစ်ခုအနေနဲ့လဲရုပ်ောက်ပွဲတစ်ခုဆိုတာနောက်ဆုံးပြကြရင်တော့မြန်မာပြည်ကိုတော်2010ကိုရင်းညွှန်းပြောတာဖြစ်ပါလိမ့်မယ်အခွင့်အလမ်းကောင်းတစ်ခုနဲ့မြန်မာပြည်တည်ငြိမ်မှုဟာလာရသွားတာမျိုးတို့ဒီမိုကရေစီပြန်ပြန်ရသွားတာမျိုးတို့ဖြစ်လာမလား maybe ဖြစ်လာမလားဆိုတဲ့အဲ့လို မိကုံးလေးနဲ့သူကပြောသွားတာတွေ့ရပါတယ်ဆိုတော့ဒါထိုင်းနိုင်ငံကြီးဝင်ကြီးမြန်မာနိုင်ငံရဲ့ထွက်လာတဲ့နိုင်ငံသားပေါင်းဟာ register လုပ်ပြီးသားရော register မလုပ်ရသေးတာရောစည်ရင်းသွင်းပြီးသားရောစည်မသွင်းရသေးတာရောအနည်းဆုံး6တန်းနဲ့7တန်းလို့ပြောပါတယ်တချို့ကတော့10တန်းလို့ပြောနေကြပြီထိုင်းနိုင်ငံမှာရှိပါတယ် TPS မရှိပါဘူးအကုန်လုံးပင့်ကန်နေကြတာဖြစ်ပါတယ်ဆိုတော့အဲ့မြန်မာတွေကဘဝအရေးပေါ့နော် ော့ထိုင်းနိုင်ငံနိုင်ငံညာဝင်ကြီးက trap ပြောသွားတာကျွန်တော်တွေ့ရတယ်အာထိုင်းကတော့မြန်မာနိုင်ငံအခြေအနေကိုအများကြီးသိပါတယ်ဒါပေမဲ့ through level through စက်သားရသက်သားကြောင့်တကယ်လို့ဒီတာဝန်ငါတို့ပြန်ပြန်ဆွဲပေးခွင့်ရရင်တော့ကောက်မှာပဲတကယ်လည်းကောက်မှာပဲပေါ့သူကအဲ့ level တွေ့မှာပဲတပတ်ကတော့အဲ့ဟာလေးတစ်ခုပါမယ်သူတို့ပြောတာမှာနောက်ပြီးတော့ဒေါမ်ဆန်းစီကိုလွှတ်ပေးရုံနဲ့ဟိုဒုငါလို့ scenario မျိုးဖြစ်လာကွာအ ရွေးကောက်ပွဲတယောက်တည်း individual လွတ်တာနဲ့သူရဲ့အင်အားကိုသုံးပြီးတော့သူရဲ့နိုင်ငံရေးအင်အားပေါ်ထည်လူလူထောက်ခံမှုကဘာမှမပေါ်လာမှာမဟုတ်တာသူရွေးပါတီထောင်ပြီးတော့ NLD ပါတီဆက်လက်ကောင်းဆောင်ပြီးတော့ရွေးကောက်ပွဲဝင်ပါဆိုရင်တော့တပြိုဖြစ်မယ်အဲ့ဆက်ရွေးကြည့်တဲ့လူတဲကိုလွတ်ထားရဲဘာညာဆိုပြီးတော့လူပုဂ္ဂိုလ်သူအနေနဲ့လွတ်တာကတော့သိပြီးတော့ထျောက်လိုက်မယ်မထင်ပါဘူးဟိုတော့က ဥပမာလက်ထက်တုန်းကဖြစ်ပြီးတော့ဒေါန်ဆန်းစုကြည်တို့ရေကောက်ပွဲနိုင်ပြီးတော့အောင်မြင်ခဲ့တာကိုအမေရိကန်ကအဲ့ဒက်မစ်ရှယ်ကအပြည့်အစုံထိကျူပြီးတော့ရေးတယ်အဲ့ဒါငါတို့အမေရိကန်ရဲ့စွန့်ဆောင်ချက်ပဲငါတို့အစိုးရလက်ထက်ရဲ့စွန့်ဆောင်ချက်ဖြစ်တယ်ဆိုပြီးတော့သူကအမြဲတမ်းပြောကြတယ်အဲ့လိုတို့ခဲလို့ပေါ့လေ anyway အခုကိစ္စမှာတော့အဲ့လိုပါတီထောင်ပြီးတော့ရေကောက်ပွဲဝင်ခွင့်မရှိဘဲလူပုဂ္ဂိုလ်တူချင်းလွှတ်ရင်တော့လွှတ်မယ်ဒါကတော့အဲ့ဒေါန်ဆန်းစုကဘာပြောမှလဲလူတို့စကားပြောခွင့်ရမှလားပြောတော့ပြောမှလားအဲ့ဒါလည်းရှိသေးရပါပဲ ဆိုတော့သူတို့ကတို့လှုပ်ကောင်းလှုပ်ပြလိုက်မယ်ဒါလူမြင်ကောင်းအောင်နိုင်ငံတကာမြင်ကောင်းအောင်တို့ဘာမှလုပ်ခွင့်မရှိရင်တော့လကားပဲသူထင်မှာလှုပ်ပြပဲပေါ့ဟုတ်ဖရမစန်စုကြီးကလည်းဒီချိန်ဒီအသက်ရှိသေးလားမရှိဘူးလားဆိုတော့မသေးကြအောင်ဆိုရေးနေကြတယ်ရှိပါတယ်ဟုတ်အဲ့တော့အဲ့တော့ဟိုဒီ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  interview မပြီးခင်မှာနောက်တစ်ခုကတော့ general amnesty လို့ဟာမျိုးဖြစ်လာနိုင်မလားဆိုတာမျိုးပေါ့ဒီနေ့ကျွန်တော်တို့အတန်သွင်းနေတဲ့အချိန်မှာပဲငါငါကကြီးကိုအမှုတွေရုပ်သိမ်းနေဆိုတာမျိုးတွေပေါ့နော်ဒါလေးတွေကတော့ဟိုဖြေလျှော့တဲ့ပုံစံမျိုးလုပ်ပြတာပေါ့တကယ်တကယ်ကျတော့သူတို့ပဲဖမ်းတယ်သူတို့ပဲလူတက်တယ်သူတို့ပဲဘုံကျဲတယ်သူတို့ပဲရွာရီမီးရှို့တယ်အခုတော့ပြန်ပြီးဖြေလျှော့ပြီးတော့သူတို့ပဲယေရှုတင်ရမလို့ဖြစ်တဲ့ပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါမျိုးတွေကျွန်တော်တို့ကြားရတယ်ဒီနေ့ပဲအင်းအဲ့ဒါပဲသူစီသူတို့ပဲမီးရှို့တာအပြင် ူတို့ပဲလူတို့ရွေးကောက်ပွဲနဲ့လှူထားတဲ့အဆူရောက်ကိုဖျက်ပြီးအာနာသိတဲ့သက်တာတို့ဘလို့ထောင်ကြအဲ့ကစပြောရမှာတကယ်အဓိကအမှားကအဲ့ကစပြီးလှူခဲ့တာပဲ။အဲ့ဆိုတော့ကျန်နေတဲ့မဖြစ်ရှင်းနေတဲ့အာနာသိနေထားတော့ဆိုတော့အခုအဲ့ဒီဟာကိုရုပ်သိမ်းနေဆိုတာလည်းပဲရုပ်သိမ်းတာတော့ကောင်းတာပေါ့လေဒီငါးငါးကစားတော့အတီညိုပြည့်စင်မှုပညာပေါ့အဲ့နော် အဲတချို့ကပြောကြတယ်နောက်ပြောကြတာပါတီညိုဇာဘောဘလောက်ကောင်းလို့သူများပြောတာကြားပါအဲတို့တော့မဟုတ်ပါဘူးလားဥပေရတော့တီညိုဇာဘာပဲဖြစ်ဖြစ်ဖန်ထားတဲ့လူတွေကိုလွှတ်ပေးရဆိုတော့ကောင်းတဲ့ကိစ္စပါပဲ General Amnesty ပေးရင်လည်းပဲတကယ်ထိရောက်တဲ့နိုင်ငံရေးဒေါန်ဆန်းစုကြည်တို့ပညာအိပ်လိုပုဂ္ဂိုလ်တွေကိုလွှတ်ဖို့လိုပါတယ်အဲ့လိုမဟုတ်ဖ ೇನೆ မကြခနာသူလူနင်းကွင်းတွေပြေးတယ်နှစ်စိမ်ပြင်းနေတဲ့ခါမှာရာဇဝသားတွေအများကြီးထုတ်ပေးလိုက်တယ်နိုင်ငံရေးသမားတွေအဓိကကြတဲ့ပုဂ္ဂိုလ်တွေပါမလာဘူးအဲ့ဒါတွေကလည်းမကြခနာကြုံရတယ်မလားဆိုတော့အဲ့လိုမျိုးဖြစ်နေလို့ကတော့သိထူးမှမဟုတ်ပါဘူးဟုတ်အကုန်လုံးလှုပ်ပေးရင်တော့သိကောက်ပါတယ်ကျွန်တော်ကကျူးစွာတယ်အဲ့ဒါဟုတ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကနှစ်ပေါင်း၄၅60မြန်မာစစ်တပ်ရဲ့အောက်မှာနေခဲ့ရတာဆိုတော့ကျွန်တော်တို့အားလုံးမြန်မာရေးကျွမ်းကျင်သူတွေဖြစ်နေပါပြီ ဒီလောက်နဲ့တော့ကျွန်တော်တို့တိတ်ပြီးတော့ရေမကုန်ကြပါဘူးပေါ့ဆရာရေနောက်ဆုံးကျွန်တော်တို့မေးချင်တာကျွန်တော်နောက်ဆုံးကျွန်တော်နောက်ဆုံးကျွန်တော်မေးချင်တာဘာလဲဆိုတော့မြန်မာအထိုက်ခံနေကြောင်းမြန်မာအထိုက်ခံနေက alternative plan ဘာမှမပေးနိုင်ဘူးပေါ့နော်ဥမာ fiber consensus ဆိုလဲ fiber consensus မကောင်းလို့ပြောတယ်ဒါပေမဲ့ okay မကောင်းဆိုရင်တခြားဟာဘာလဲဆိုတဲ့ကိစ္စပေါ့ဆိုတော့အခုဒီ2008မကောင်း2008မကောင်းတာနောက်တစ်ခုကပါလဲ ီစစ်တပ်အစိုးရဒီစစ်ကော်မရှင်မစစ်တပ်စစ်ကော်မရှင်မကောင်းသူတို့ကလက်နက်ကန်အချမ်းဖက် passive CEO ဆိုတာအလုံးကိုလက်ခံတယ်ဒါပေမဲ့ alternative ကပါလဲဆိုတဲ့ကိစ္စမှာပြဿနာရှိတယ်ဆိုပြီးတော့နိုင်ငံတကာရောဒီ data တွင်းမှာရောသူတို့ပေါ်မှာပဲ sympathetic ဖြစ်တဲ့တာဝန်ရှင်ရှိတဲ့ဆန္ဒထောက်ထားတဲ့အဖွဲ့အစည်းတွေကအမျိုးမျိုးကြတာတွေ့ရတယ်ရွေးချယ်လမ်းမရှိဘူး တရုတ်လည်းဖြစ်နိုင်တယ်အာဆီယံလည်းဖြစ်နိုင်တယ်ထိုင်းလည်းဖြစ်နိုင်တယ်အိန္ဒိယလည်းဖြစ်နိုင်တယ်အကုန်လုံးစူးစိညံ့မှုရှင်းရကျွန်းနိုင်ငံမှာဘောင်းတဲ့တစုကြီးတွေတော်လှန်တဲ့အခါမှာပေါ့လေအဲ့လိုဖြစ်တဲ့အခါမှာကျတော့ alternative လို့ကတော့ပြပြသားထားလို့ရတာပေါ့အခုကတော့အဖွဲ့ကြီးကတိတ်ပြီးတော့တစုကြီးရဲ့မရှိရသေးတဲ့အခါမှာတော့ သူတွေ alternative ကမညှိရသေးဘူးသူတို့ကသူတို့စဉ်းစားထားတဲ့ဟာတော့ရှိမှာပေါ့လေဒါပေမဲ့အဲ့ဒါကိုလက်တွေ့ချပြနိုင်တဲ့အဆင့်ထိတော့မရှိကြသေးဘူးပေါ့လေအခု NUG ဆိုရလဲပဲသူတို့စဉ်းစားထားပြီမဲ့လေသူတို့တောက်မှလည်းပဲအကုန်လုံးကပါမနာကြဘူးတပေါင်းတစည်းတည်းမရှိနိုင်သေးတဲ့ပြဿနာလို့ထင်ပါတယ်ဆိုတော့အတိုက်ခံတွေအကုန်လုံးတညတညထဲဖြစ်လာရင်တော့ alternative ပေါ်လာမယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျ အတိုက်ကံဒီမြင်ရတာလည်းမြန်မာစစ်ကောင်စီအတွက်မြန်မာစစ်တပ်အဆက်ဆက်အတွက်ကသူ့အတွက် advantage သူ့ရဲ့အခွင့်အရေးဖြစ်နေကြမဟုတ်ဘူးလားဆရာဟုတ်ဟုတ်ဆရာဦးကျွန်းကကျေးဇူးအများကြီးတင်ပါတယ်ဒီတစ်ပတ် AIO ထောက်မှာဝင်ပြီးတော့ဆွေးနွေးပေးရတော့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတော်ပါရခွန်သွားရပါတယ်